Yo 11 1256ဆိုရင်14300ငါတတရုတ်ပြည်စတိုးသေးတော့မြန်မာပြည်မှာဝင်ရမယ့်ဈေးမဟုတ်ဘူး Snapdragon 8 Elite ရေစိမ်းခံနေနော်အခုနကဟို big quality metal frame ပါညာနဲ့လာတာက1256ကိုတရုတ်ပြည်ဈေးက14300အာ1512ဆိုရင်18သိန်းနောက်ပြီးရင်1625ဆို16သိန်းခွဲ1615ဆိုရင်18သိန်း8000 16 1dv ဆိုရင်23,600မြန်မာပြည်ကိုရောက်တဲ့ဟိတ်ဆိုတော့တသိန်းခွဲတသိန်းခွဲ2သိန်းလောက်လောလောဆယ်ပေါင်းလိုက်ပေါ့ဗျာအကျန်းအဖြစ်အာ15သိန်းခွဲ16သိန်းဝင်းကျင်လောက်နေတော့ base model ကအခုချိန်16သိန်းဝင်းကျင်လောက်နေဝင်ရမယ်ကဲအဲ့တော့ကျွန်တော်တို့ neo 11ကမိတ်ဆက်သွားပြီပေါ့ဗျာဒါခင်ဗျားတို့ရဲ့ k90 ရဲ့ပြိုင်ဘက်ဖြစ်လာမယ်ဖုန်းပေါ့နော် neo series ပေါ့နော် iq neo series ကို ဟိုတော်တော်များများအရင်ကမမြွေးကြရအောင်ဆိုတော့ big quality မကောင်းလို့ဒီနေ့ကတော့ပြောင်းပြန်ဖြစ်သွားပြီ big quality ကလည်းစောင့်ရမ်းကြမ်းသွားပြီเนาะအဲဒီမဲ့ဒီပုံမှန်ပဲနမူနာကြည့်လိုက်ပေါ့ဒီကောင်က metal frame နဲ့လာတယ်နောက်ကရောင်ပြေးပဲဗျခင်ဗျားတို့ဟိုအရင် vivo phone တွေမှာပါတဲ့ပါတော့ဟို glass တာပုံစံကိုဗျာ shape ပြေးလိုက်ရင်ရောင်ပြေးမဲ့ပုံစံမျိုးလှုပ်ပေးထားတာ new level snapdragon 8 elite နဲ့လာပါတယ်เนาะအဲ့မှာအရင်ဆုံးမကောင်းတဲ့ချက်အရင်စပြောရရင် Neo 11နဲ့ Aigu 15မှာ Aigu Neo 11နဲ့ Aigu 15မှာအဓိကကွာသွားတဲ့အချက်က Aigu 15ကိုဝယ်ရင် Q3 chip သုံးရမှာပါဒီမှာတော့ Q2 ပေါ့ Q2 တို့ဆိုတာခင်ဗျားတနည်းအားဖြင့်ပြောရင် Neo 10 Pro Plus ရဲ့ spec အတိုင်းထည့်ပေးလိုက်တာပေါ့ဗျာလောလောဆယ် Neo 10 Pro Plus ကိုဝယ်တဲ့ဟိတ်ဆိုရင် 8LE ပါမယ် Q2 chip နဲ့သုံးရမယ်အဲ့တော့ Neo 11ဒီ Neo 10 Pro Plus ပုံစံဖြစ်သွားပြီ ဘက်ထရီ9500 mAh ဆိုတော့ပို့ပြီးတော့ကြီးလာတယ်မနစ် ကက6400လား6300လားမသိဘူးအဲ့တော့9500ဆိုတော့ဆီလီကွန်ကာဗွန်ဘက်ထရီအနေနဲ့ကြီးလာတယ်နောက် display ဘိုင်းကလည်းပုံမိုက်တယ်ပုံမိုက်တယ်ဆိုတော့ तू က 2K display ကိုမှ1 w refresh rate ကိုဒီကောင်တွေက LDB ကိုရတာ LDB ကိုဆိုတော့1 to 1 1 to 144 Hz ကိုအလိုလျောက်ချိန်ကြီးပေးမှာအာ VC လေးကို cooling system area ကြီးလာတယ်ဒါကတော့ all rounder spec ကိုပြတာပါเนาะ new design ဂျူရီပဲလဲပိုကောင်းလာတယ် origin oasis နဲ့တုံးရမယ်เนาะအဲ့မြေခင်ဗျားတို့ရဲ့လိုချင်နေတဲ့ IQ neo 11ဟာ medal aesthetic เนาะအဲ့တော့ medal frame နေနဲ့ကျွန်တော်တို့လာပြီးတဲ့အယောင်က၄ယောင်တုံးရမှာအယောင်က၄ယောင်တုံးရမှာဒီရဲ့เนาะဒီဒီခဏလေးဒီမှာကြည့်လိုက်ရင်ရတယ်နော် medal medal frame သုံးထားတယ် super sensing mirror design ဆိုတာဒီနောက်ကဟိုဟာလေးကိုပြောတာပါဒီနောက်ကနောက်က design လေးကိုပြောတာနော် 360လှည့်ပြီးတော့ကြည့်လို့ရတယ်ဖုန်းပုံဟုတ်လားအဲဘောင်းသိမလို့နော်ဒီကောင်ရောင်ပြေးလေးတွေ့လားဒီအပြာရောင်လေးကတော့တော်တော်လှတာပဲနော်အဲဘောင်းသိလောက်ရင်ဒီရောင်လေးလောက်ရမယ်နောက်အမဲပါမယ် white ပါမယ်ပေါ့နော်လေးရောင်ထွက်ပါမယ်ဒါပဲပြီးရင်ကျွန်တော် performance ကတော့ထွေထူးပြောစရာမလိုဘူး8 ali ju du ju du ဆိုတော့လက်လက်လက်ထဲမှာကင်ထားတဲ့ခင်ဗျားတို့ neodym pro plus နဲ့အတူတူဖြစ်တယ်လို့ neodym မှာပါတယ် ju du chip ပဲပါပါတယ် จูตรีก็တော့ပြောင်းလဲမတက်စင်ပြီးသေးပါဘူးเนาะအဲ့ဒါလေးတော့သိဖို့လိုပါမယ်จูตรีတက်ပြီးလိုက်ရင် IQ 15ကိုမဝဲဇိုးဟိုမဝဲမဇိုးလို့နေပါလိမ့်မယ်เนาะ PC လဲပဲ gaming visual effect ကဒါကတော့ခင်ဗျားတို့ IQ 3နဲ့သူတွေဆိုရင်သိပါတယ် तू อ่ะအဲသူမှပါဝင်တဲ့ 2K 144 FPS super resolution နဲ့ super frame တွေဟိုတစ်ဆက်တည်းသုံးလို့ရအောင် optimization ကိုจูตรี chip နဲ့လုပ်ပေးမှာပေါ့ဗျာအဓိကဒါပဲ interpolation နည်းပညာနဲ့ လုပ်ပေးမယ် on and off game မှာ nitic ကို144 has spring ရအောင်144ရအောင်နဲ့เนาะအဲ့ဒါကတော့ခင်ဗျာ on and off game နဲ့ iq နဲ့ကတော်တော်ဆက်ဆံရင်းကောင်းတယ်ထင်တယ် iq 15ကောဒီကောင်ပေါ်မှာရောသူက144 has ရအောင်လုပ်ပေးမှာထင်တယ်เนาะအဲ့ဒါကတော့အပြင်မှာကျွန်တော်တို့ထွက်လာမှာပဲစမ်းကြည့်မှာတိမှာ on and off game ဆော့တဲ့သူဆိုရင်တော့ iq ကိုကိုင်းเนาะမျိုးကြော်အောင်ရှောင်းကို iq ကိုကိုင်း iq မှာ144 super frame ရမယ်တဲ့ super sensitive နဲ့ဆောက်လို့ရမယ် dual 5G coverage ဖြစ်တယ် high definition low latency ဘွားကြီးဆိုပြီးတော့เนาะဒါကအဲသူ blurring operation so energy ဆိုပြီးတော့เนาะဒါဒါသူသူ support ပေးမဲ့ gain တွေထဲမှာတယ်ထားပါဒါ doing ပေါ့เนาะခင်ဗျားတို့ပြောရင်တော့မြန်မာပြည်မှာဆို TikTok ပေါ့တရုတ်ပြည်မှာဆို doing မှာလည်း live broadcast ကိုတခါတည်းလွှင့်လို့ရပါမယ် cooling area ကြီးက 8K 8K ရှိတယ်เนาะ 8K ရှိတယ်8000 mm square ရှိတဲ့ cooling area ကြီးပါမယ် เนาะအဲ့ဒါလည်းမိုက်တာပဲအဲ့တော့အပူကတော့ဟိုအ IQ 50မှာတုံးထားတဲ့ကုလင်းလီယာနဲ့ဒီကောင်နဲ့အတူတူအနေထားလောက်ရှိပါတယ်နောက် 2K 144 Hz တဲ့เนาะဒါဟို display ရဲ့အဲ spec ပေါ့เนาะ 80LDPO ကတော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ဟာတွေကလည်း 80LDPO ပဲ Neo 10ဝယ်ဝယ် Neo 10 Pro Plus ကိုပဲဝယ် 80LDPO သုံးထားတယ်အော် emitic device ကဆိုတော့ဟိုတုံးထားတဲ့ LED ကတော့ပြောင်းသွားပြီ Q10 Plus ဖြစ်သွားတဲ့အတွက်တော့နည်းနည်းလေး အဲပို့ပြီးတော့ပါဝါစားတက်တာပြီးတော့အလင်းပိုကောင်းမယ်ပေါ့ဗျာဟိုမတီးရယ်ပြောင်းသွားတဲ့ဟိတ်ဆိုရင်အဲ super sensitive tap chip ဆိုတာ tap sensitivity ကောင်းအောင် chip ထည့်ပေးထားတယ်3200 hash เนาะဒါ instantly tap ပါအဲ့ကောင်ကကြတော့ကျွန်တော်တို့ကခင်ဗျားတို့ကဟိုနှိမ့်လိုက်တဲ့အချိန်မှာဘလောက်တိတိတိကျကျ fan fan ယူပေးနိုင်တယ်ဆိုတာကိုပြောတာ3200 hash နဲ့အလုပ်လုပ်ပြီးတော့ခင်ဗျားတို့နှိမ့်လိုက်တဲ့ဟာကို fan နိုင်တာပါ tap sensitivity မဟုတ်ပါဘူး6.82 inch ရဲ့ ARND reflection flame ဆိုတာကဟိုအလင်းမပြန်တဲ့ flame ပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒါတော့မိုက်တယ်ပေါ့နော်ကျွန်တော်တို့အရင်ဟာတွေမှာ ARND reflection flame မထည့်ပေးထားဘူး now 144hz ရမယ် ultrasonic 3D fingerprint သုံးပေးထားတယ်ဒါပဲပေါ့နော် Asia template support ပေးမယ် flash 2K screen ဟုတ်တယ် clear upgrade ဆိုတာဒါ 1.5K နဲ့ဆိုရင်ဒီလိုရုပ်ထွက်ကိုကြည့်ရမယ်တဲ့ခင်ဗျားအခု 2K ဖြစ်သွားတဲ့အတွက်ဒီလိုကြည့်တောက်ချင်းပုံရိပ်ကိုခံစားရမယ်ဆိုပြီးတော့ ပြောတာပါ သူတို့ပြောတာเนาะပြီးရင်တဲ့ set develop algorithm တဲ့ဒါပါဒါ AI algorithm နဲ့အလုံးလုံးဝင်ပါညာပေါ့ဗျာနောက်ထပ်ကပါပါသေးတော့ဒါ software hack ဝဲဆိုတာက DC daemon နဲ့လိုးလိုက်အနေထားမှာမျက်လုံးထိခိုက်မှုကိုချောချဖို့အတွက် လုပ်ပြီးမှာ cycular polarized light eye protection technology လည်းထည့်ပေးထားတယ်ပေါ့နော် DC daemon လည်းပါမယ်ဒါပဲ AGS တို့ဒီမဲ့ Tough Rhineland တို့က certify ရထားတာကိုသုံးပေးထားတယ် ။နောက် Global Esport Network ပေါ့ IQ15 ကျွန်တော် recap video လုပ်ပေးတော့ခင်ဗျားတို့မြင်တွေ့လိမ့်မယ် IQ15 တို့ကလည်းဒီဒီမဲ့ပေါ့နော် Jure 5G ကောင်ဒီဒီ Esport Network ပေါ့နော်သူတို့ subway တွေမှာတဲ့ Esport Network ရှိတယ်အဲ့မှာတုံးလို့ရတယ်ဆိုပြီးပြောတယ်မြန်မာပြည်မှာတော့ရမှာမဟုတ်ဘူး။နော် Campus Game Network လည်းရတယ်တဲ့နော်အဲ့ဒါကြီးမိုက်တယ်။နောက်24 surround design ဆိုတာဒီမဲ့ဟိုဖုန်း antenna line အပြည့်ပတ်ပေးထားတယ်ပေါ့ဗျာပို့ပြီးတော့မိအောင်เนาะ now wifi through wall chip ပေါ့နော် wall ဟို wifi နေထိတဲ့နေရာမှာနေရည်နေကိုကြော်ဖြတ်ပြီးတော့ထိဆက်နိုင်အောင်လေအကောင်းဆုံးလုပ်ပေးထားပါတယ်ပေါ့နော်သူဒီမဲ့သူက wifi ဟို wall ကို wall လေးကိုခံထားတဲ့ဟိတ်ဆိုရင်တော့ねနော် signal ကောင်းကောင်းရမယ်ဆိုရှင်တာပေါ့ဗျာ communication နဲ့ and light efficient convenience ဆိုတာ kilometer level network communication ဒါကကျွန်တော်တို့ဟိုဗါတယ်ဟို bluetooth နဲ့ချိန်တဲ့ဟာမျိုးပြောတာဒီမှာတော့သုံးလို့ရမယ်မထင်သေးဘူးနောက် nfc feature ပါမယ် second generation of the visual enhancement ဆိုတာက software ဘိုင်းနဲ့ကျွန်တော်တို့ဒီ Judo chip ကနေပြီးတော့ဟို visual enhancement လုပ်ပေးမယ်ဆိုတာပို့ပြီးတော့ပုံထွက်ကိုကြီးလင်းပြသပြီးကောင်းမွန်အောင်လုပ်ပေးမယ်လို့ပြောတာပါเนาะ Judo chip ကဆက်ပို့ပေးมาပြောมา now 40 gaming vibration ဆိုတာကဟိုကျွန်တော်တို့ဟို IQ တွေခြင်နေကြဆိုဆိုရင်သိတယ်အဲ mobile legend ပဲဆိုဆိုချင်းချင်း impact တော့ပဲဆိုဆိုအဲ့ထဲမှာ vibrate ဟိုဟာ vibration လောက်တဲ့ကောင်နှစ်ခုပါတယ်ဒီကောင်ကတော့နှစ်ခုမဟုတ်တင်တစ်ခုပဲမော်ဒယ်တစ်ခုပဲပါတာ IQ15 ကိုဝယ်ရင်တော့နှစ်ခုပါတာဒါဒီကောင်ကအဲ့တော့ဒီပေါ်မှာ gain ဆော့တဲ့ဟိတ်ဆိုရင် console ပေါ်မှာ gain ဆော့တဲ့ feeling မျိုးပေါ့ဗျာ joint stick နဲ့ဆော့ရတယ်လို့ vibrating တုံပြီးမှာအဲ့တော့အဲ့ဒါတော့ IQ ရဲ့အားသာချက်ပေါ့နော်အဲ့ exit မော်ဒါပါပါမယ်တဲ့ battery က8500 mAh เนาะ8500 mAh ဆိုတော့ဒီကောင်တွေက silicon carbon battery ပါပဲသူတို့ ါ Vivo တို့ Oppo တို့အခေါ်ကတော့ Blue Ocean Battery ဆိုပြီးတော့သူတို့ဟာကိုသုံးပါတယ် generation က four generation ရောက်သွားပါပြီပေါ့နော်အာကျွန်တော်တို့ iQOO 15မှာလည်း four generation ဒီကောင်မှာလည်း four generation 9500 mAh battery ကိုသုံးပေးထားပါတယ်အဲမိုက်တယ်အာနောက်ပြီးရင်ဒါကကျွန်တော်တို့ R2 နဲ့နေရာမှာ hand work နဲ့တွင်းလို့ရသလို PD ပေါ့နော် PD protocol ဆိုတာ power delivery support ပေးတဲ့ hand work charging နေနဲ့လေဒီကောင်ကို hand work သွင်းပြီးအသုံးပြုလို့ရပါတယ်ဒီနှစ်မှာတော့ထူးထူးခြားခြားကတော့တရုတ်ကုမ္ပဏီအဲ K90 တို့မှာလည်း K90 Pro Max မှာလည်းဒီလို feature လေးတွေပါလာတာတွေ့ရပါတယ်အဲ့ဒါကောင်းတယ်ဗောဗျာ original ခြားခြားဝယ်လို့မရဘူးဆိုရင်တော့ power delivery support ပေးတဲ့ handwork ကရှာဝယ်လို့လွယ်တယ်ဗောနော်နိုင်ငံတကာမှာပြောတာနောက်ပြီးရင် military grade jewelry ပဲတဲ့နော်ကျွန်တော်စစ်တပ်သုံး jewelry ပဲအဆင့်ဖြစ်အောင်လုပ်ပေးထားပါတယ်တဲ့ကောရော war armor ရဲ့ fearless of daily challenge တဲ့နော် IV စရိတ်စင်တိုင်းပါပြီးသွားပါပြီเนาะခင်ဗျားတို့ရေစိန်ခံပါတယ်ရေဆိုခံပါတယ်တမင်တော့ဟောရေစိန်အောင်ရေဆိုအောင်တော့မလုပ်ပါနဲ့เนาะကုမ္ပဏီကဟောရေစိန်လာတယ်ရေဝင်လာတယ်ဟိတ်ဆိုရင်တော့ခင်ဗျားတို့ကိုလာအမကန်ပြီးမှမဟုတ်ပါဘူးဒါပေမဲ့ဖုန်းကတော့ရေစိန်ရေဆိုခံအောင်လုပ်ပေးထားပါတယ်တဲ့နောက်နောက် secret resistant for resistant ဆိုတာချစ်ရာအစင်းရာကာကွယ်နိုင်အောင်လည်းလုပ်ပေးထားတယ်လို့ပြုတ်ကြရင်လည်းခံနိုင်ရင်ရှိအောင်ထုတ်ပေးထားတယ်ပေါ့ဗျာ ဒါပဲပေါ့ကင်မရာအဲ့ဒါပဲစဉ်းစားပါကင်မရာက Sony ပဲเนาะ Sony Cyber 4.5ဆိုတော့ကင်မရာဘိုင်းကတော့ငကိုအတိုင်းလောက်ပဲဘလို့ဘာမှမတိုးတက်ဘူးလို့ပြောရမှာ Sony sensor ကိုပဲတုံးထားတယ်ဟိုကောင်တော့ဘယ်လောက်လဲမသိဘူး Sony Sony sensor ပါ Sony sensor sensor size ကတော့အတူတူပဲ bro Cyber 4.5ဆိုတော့မစိုးပါဘူး stable stabilization ဆိုတော့ကင်မရာဘိုင်းကအာ Neo 10နဲ့ Neo 11မှာတိတ်กว่าချားတယ်လို့တော့မထင်ရဘူး အတူတူအနေထားပဲကျွန်တော်တို့သုံးရလိမ့်မယ်ဟုတ် dynamic photo effect တွေရ motion photo ရမယ် ai retouchin ပါမယ် origin oasis နဲ့သုံးရမယ်ဒါပါပဲနော်ဒါပါပဲအဲဒီကောင်က china ဆိုတော့ဟို AI ကတော့ခင်ဗျားတို့ K90 တို့ K90 Pro Max တို့မှာပါသလို AI feature အကုန်တော့မရတော့ဘူးเนาะ parameter specification မှာတစ်ချက်ကြည့်ပေးမယ်အလေးချိန်က210 gram နဲ့เนาะ210 gram လေးမယ်တဲ့အထူးက 8.13 mm ရှိပါမယ် AMOLED เนาะ6.82 AMOLED ကိုသုံးပေးထားတယ် Test sampling rate ကိုပြပါအောင်ပေါ့ Test sampling rate ဒီမှာရေးထားလား Test screen က Test sampling rate ရေးထားတာတော့မတွေ့ရဘူး selfie camera 16 megapixel selfie camera ကိုသုံးထားတာ LYD 700V တဲ့เนาะဒီနှစ်တော့စင်ဆာတော့ပြောင်းသွားတယ်ပိုကောင်းရင်လည်းကောင်းပါဘောเนาะ LYD 700V ဆိုပြီးတော့သုံးပေးထားတာပါ 50 megapixel စင်ဆာတော့နည်းနည်းလေးပြောင်းထားတာကိုတွေ့ရပါတယ်နော်အဲ့တော့8 megapixel ဟိုကပါလိမ့်မယ် ultra wide lens ပါမယ်ဒါဘယ်ဘရို LYD 700B ဆိုတော့ Neo 10ထက်တော့နည်းနည်းလေးပိုကောင်းသွားလိမ့်မယ်အာအဲ့တော့တိုးတက်လာတာပါတော့ဆိုတော့8 LE ဖြစ်သွားတယ်အဲကင်မရာစင်ဆာတော့ပြောင်းသွားတယ်ရုပ်ထွက်ကတော့ရိုက်ကြည့်မှသိရမှာ Neo 10တော့လည်းရုပ်ထွက်ကမဆိုးဘူးဒီကောင်ရဲ့အဓိကအားသာချက်ကခင်ဗျားတို့ကအခု Neo 10ကိုကောက်ဝယ်လိုက်တယ်ဟိဆိုရင်ရေစင်းခံတာတွေရေဆိုးခံတာတွေအဲ draw test လုပ်နိုင်တဲ့ resistance ပြရရမှာမဟုတ်ဘူး ဒီကောင် metal frame ဖြစ်သွားတာကောင်းလာတယ် big quality အထူးသဖြင့်ကောင်းလာတယ်လို့ပြောလို့ရတယ် SOC ပိုကောင်းသွားတယ်အဲ့တော့ခင်ဗျားတို့ကမေးမှာ K90 နဲ့ Neo 11ဆိုရင် Neo 11ရဲ့အားသာချက်က LDPO display ပါတော့ကြတော့1 to 120 Hz အလုံးလုံးပဲဗျာအဲ့ဒါလေးတော့အားသာချက်တော့ display ဘိုင်းမှာပို့ရှိမယ် channel multimedia ခံစားမယ်ပါမယ် speaker ကတော့ကျွန်တော်လဲ Neo 11ကိုမဆန်းရသေးတော့မသိဘူး K90 ရဲ့ဟာကတော့မိုက်တယ် K90 ကနောက်ပြီးရင်ခင်ဗျာဓာတ်ပုံရိုက်မယ်ဟေးဆိုလဲ telephoto lens တစ်ခါတယ် ပါလိမ့်မယ်ပေါ့နော်အဲ့ဒါကတော့ဒီကောင်ရဲ့ကောင်းတဲ့အချက်ပါ